လေနောက်ဆက်ရလားဘူးပြင်မှာနားတဲ့ဘာဖတ်တွေရများထိတ်ထိတ်တော့ကလေအချင်းမဲနေမှာမှမဟုတ်ဘူးသဖင်ရောဘန်ကောက်ကနေတငယ်ချင်းလှမ်းပို့ပေးတာနည်းနည်းလေးလေး changes ဖြစ်ချင်လို့လေဟိုအတော့ရောင်းတော့ကပုံစံမျိုးနဲ့အဲတငယ်ချင်းတထီးဖြစ်သွားတဲ့အချိန်မှာလောက်ရတဲ့ပုံစံမျိုး fashion လေးတွေလည်းမတူကြတော့ဒီကားမှာကြတော့ဒီအတော့အတော့ရောင်းတဲ့ character မျိုးလေးပေါ့နော် အားလေးလက်ပေးတာပြီးတော့ဒီက producer အမနဲ့ကလည်းခင်တယ်ပြီးတော့ producer ရဲ့ဟိုအမဒီ channel ကလည်းခင်တယ်ဆိုတဲ့အခါကျတော့ဒီကားလေးကိုစပြီးတော့သူတို့ကန်လန်းတွေကအာရိုက်ပြီးမယ်ဆိုပြီးပြောထားတာလည်းကြာပြီဆိုတော့အရိုက်ဖြစ်တာဟုတ်ထုံလဲအိမ်မလေးမမက်ရအတန်ဝင်ပြီး shoot တင်နားလိုက်ရတဲ့ရက်ရှိတယ်အဲ့လိုလေဟိုစူးရဲ့အတန်ကြီးကလည်းအရန်ကျဲတယ်ပြီးတော့ထထထုံကလည်းအရန်អော်တယ်အဲ့ဒါကိုကိုကအင်းညောင်းညောင်းသွားလုံးနေကိုကကြံခဲ့မယ်လေအဲ့တော့ကိုကလည်းပြန်អော်ရင်းနဲ့အတန်နေဝင်ပြီးအဲ့ဒီနေရာ shoot တင် break လိုက်ရတယ် တဆင်းရတာတခါတည်းရိုက်ရတာမဟုတ်ဘူးလေဟိုဘက်ကလည်းရိုက်တယ်ရှေ့ကလည်းရိုက်တယ်အဲ့လိုမျိုးတွေရိုက်တဲ့ခါကျတော့ဟို၃လေးကပြန်သေးဥဆောင်တဲ့ခါကျတော့အတန်တွေဝင်ကုန်ကြအဲ့ကတော့ကြည့်ပြီးကိုကိုကိုတော့ကြည့်ပြီးအရန်တော့អော်ထားတာပဲမရှင်လေးရလားစပင်းရောဘန်ကောက်ကနေတငယ်ချင်းလှမ်းပို့ပေးတာနည်းနည်းလေးလေး change ဖြစ်ချင်လို့လေဟိုအတော့ရောင်းတော့ကပုံစံမျိုးနဲ့အဲတငယ်ချင်းတတိဖြစ်သွားတဲ့အချိန်မှာလောက်ရတဲ့ပုံစံမျိုး fashion လေးတွေလည်းမတူကြတော့ပြီးတော့အဲ့ထက်မှဝတ်ထားတဲ့အင်ကြီး ဒီ fashion လေးကြောင့် little thing ကြီးလေးอ่ะသူတို့ sponsor ပေးတာပေါ့เนาะဝေးစင်ဝေးဝေးလို့ရဝေးစားဖို့သိပ်မကုန်လိုက်ဘူးပေါ့ရှင်းတမီးပဲကျမကိုလေဒီအိမ်မှာမိသားစုနှစ်ယောက်တည်းရှိလို့လာနေပေးပါတငယ်ချင်းရဲ့ဆိုလို့တောင်းတောင်းမမနဲ့ခေါ်လို့ကျမကတနာရလာနေရတာအုံမန်ဆိုတာအထက်ဒီကားလေးမှာလေဟိုဘဝနှစ်မျိုးပေါ့နော်ဟိုအောက်ခြေလွတ်နေတဲ့ဟိုလွတ်သွားတဲ့ပုံစံမျိုးလေးလဲအဲတရုပ်ဆောင်ထားတယ် နောက်တစ်ခုကကြတော့လေဟိုဘယ်လိုပြောမလဲပျော်စရာဆိုတာထက်ဒီထဲမှာဆိုရင်ဘယ်လိုပြောမလဲ LGBT တယောက်အနေနဲ့တကယ်ချင်းကိုဘယ်လောက်ထိ support ပေးရဲနောက်ဆိုလဲစူးဆိုရင်ကဒီမိဘအဒီမိမိမရှာကြီးတယောက်ကဘယ်လိုပဲဖြစ်ဖြစ်ကိုသားသမီးတယောက်လိုမျိုးကောင်းစားစီခြင်းနဲ့ဆိုရဲပုံစံမျိုးလေးပုံဖော်ပေးထားတာဆိုတဲ့အခါကျတော့ဟိုဟာတာကားဆိုပေမဲ့လည်းအဲပေးခြင်းနဲ့ message တခုတော့ရတာပေါ့နော်အဲ့အတွက်ကြောင့်လည်းရိုက်ကူးပြတာပါပြင်မှလည်းတိတ်တိုင်းမင်းလား ပြီးရဲ့မဟုတ်လင်းပြောသလိုပေါ့နော်လင်းတို့ဒီခုနလင်းမြက်ပြောတယ်လင်းဆိုင်ရလင်းကလေးတွေလည်းရှိရယ်ဘာဖြစ်လို့လဲဆိုတော့ဟိုလင်းကအမှန်တမ်းပြောရင်လင်းလင်းဆိုတဲ့ဟာတစ်ခုပဲနာမည်တစ်ခုလည်းဆိုပေမဲ့လင်းကကြက်မာကြီးလိုဝတ်ထားတာဟိုဒီကလေးတွေရဲ့အဲနောက်ဆုံးဆိုင်မှာနေတဲ့ကလေးတွေပဲဖြစ်ဖြစ်ကိုရှိမှာလုပ်ငန်းဝင်ဝင်တဲ့လူတွေပဲဖြစ်ဖြစ်ဒီကလေးတွေအတွက်ပြောကိုရှိမှာလာရောက်လေးလာတင်ကြားနေတဲ့ကလေးတွေအတွက်ပဲဖြစ်ဖြစ်အများတန်းကိုကမမမမနဲ့အဲဒီလမ်းမမသွားရအောင်အတတ်နိုင်ဆုံး ဟိုတုံသင်ဆုံးမခဲ့ရတယ်ဒီလိုတုံသင်ဆုံးမမှုတွေကလည်းမြန်မာမိုင်းဆန်းရှီမှာပညာစီးပူးခဲ့တဲ့အချိန်မှာမိုင်းဆန်းရှီကတစင်တာမျိုးတွေအကောင်းနဲ့အရာတွေရခဲ့တာဆိုတော့ပြန်ပြီးတော့ကိုယ်ကလက်ဆင့်ကမ်းပြီးခလေးတွေကိုညှဝေပြီးတော့ဟိုစူစရာရှိတာစူတယ်ပြောစရာရှိတာပြောတယ်ကျွေးစရာရှိတာကျွေးတယ်ပေးစရာရှိတာပေးတယ်ဓာန်ပေးစရာဓာန်ပေးစရာရှိတာဓာန်ပေးတယ်အစုပေးဓာန်ပေးပုံစံမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေလဲကွာဟိုလောက်ခဲ့ရဆိုတာကိုယ်တငယ်ချင်းအချင်းချင်းမှာဆိုဘယ်လိုပဲဖြစ်ဖြစ် ်ငါကိုမိမရှာရီကလည်းတကယ်အပြင်မှာကိုချစ်ရတဲ့ကိုတငယ်ချင်းဆိုရင်ကောင်းစားတာမြင်စေခြင်းနဲ့အဲကြီးပွားသွားတာမြင်စေခြင်းနဲ့ဒါကရုပ်ရှင်ထဲမှာလည်းမဟုတ်ဘူးအပြင်မှာလည်းရှိတယ်ဆိုတဲ့ဟာလေးဆိုတော့အော်ဒါမျိုးလေးဆိုကိုနဲ့လည်းအဆင်ပြေဆိုရိုက်ဖြစ်တာပါဘယ်ကပြောလို့တော့ဒီတော့ခုတည်းကပြောပါလားလေနော်အိုကြီးကသွားမရှိတော့မျက်လုံးဝါးခဲ့နေတာတော့အမေတိတောင်းမဲ့ပြောခဲ့တာလေခွန်ရဆိုင်ပါလေထိန်ထိန်ဒီဇိုင်းလိုက်လား ဒီမှာဆိုမေမြမိုးတို့ရွှေသမီးတို့ဆိုကြာပြီလေလင်းရှိမှာဆိုအရင်လောက်တောင်းဆိုလဲပလဲဝင်းတို့မိုးယူဆန်တို့အခုမိုးတို့ဆိုလဲအခုချိန်မှာမိသားစုလိုဖြစ်တယ်နောက်ကိုအရှလီဘေ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 တို့ဆိုလဲကိုသမီးတွေလိုပဲအဲဒါလေးကတော့ကောင်းတယ်ဒါလေးတောင်းနေတယောက်တော့ဟိုလူနိုင်ကတော့အမားနဲ့မကင်းပေမဲ့လဲလမ်းကောင်းကိုကောင်းတဲ့အရာလေးတွေထောက်ပြပေးပြတာပေါ့နော်ဒါကတော့ဟိုကိုကိုကိုမုံမြက်နေတယ်မြက်မြက်လာရေလို့ပြောတာမဟုတ်ဘူးကိုလည်းအရန်ကောင်းနေတာတော့မဟုတ်ဘူးကိုကိုလည်းပြန်ပြီးတော့ဒါလေးကတော့မကောင်းဘူးဒါလေးကတော့လွဲနေတယ်ဒါလေးကတော့ ဒီလိုလုံးလိုက်ရင်ကောင်းမယ်ဆိုထောက်ပြပေးတဲ့ကူညီပေးတဲ့လူတွေလည်းရှိတာဆိုတော့မိမိကောင်းစွေကောင်းကလည်းလူတိုင်းအတွက်အရန်အရေးကြီးပါတူတပြင်းလင်းတို့လို LGBT မိမရှာတွေအတွက်မိတ်ဆွေစင်မိတ်ဆွေမှတိတ်အရေးကြီးပါတယ်။အလင်းကတော့မကြိုက်တဲ့အရာတခုဆိုရင်ဒါမကောင်းဘူးဆိုတော့လေဘသူမျက်နှာမှမထောက်ဘဲနဲ့တော့ပြောတတ်တယ်။အဲ့ဒါတော့လင်းသားမှနေတဲ့မင်းသမီးတွေသိတယ်။ဒါမကောင်းဘူးဒါမကောင်းဘူးဆိုတော့တကယ်ဟိုလေတကယ်စိတ်ရင်းမှန်နဲ့ပဲပြောတယ်။မကောင်းနေတဲ့အရာကိုကောင်းမှလည်းဆိုပြီးဘေးနာချမ်းရင်ချမ်းရင်လည်းမလုပ်တတ်ဘူး။အဲ့ဒါကိုယ့်ရဲ့အတိတ်အဲ့ဒါ လင်းကဒါမကောင်းနေတဲ့အရာကိုလည်းမကောင်းတဲ့အရာကိုလည်းအားပေးအားမြတ်မလုပ်ဘူးအဲ့ဒီအတွက်ကြောင့်တော့အဲအဲ့လိုမျိုးပြောလိုက်လို့စိတ်ဆိုးတယ်မပတ်သက်ချင်လဲရတယ်တက်တာပဲဘာမှမဖြစ်ဘူးဘာလို့လဲဆိုတော့လင်းကကိုယ်နဲ့ပတ်သက်တဲ့ကိုယ်နဲ့ခင်နေရတဲ့ကိုချစ်နေရတဲ့သူဆိုရင်အများကြီးကောင်းစီခြင်းနဲ့အမှားနေရင်လည်းအမှန်ကိုမြင်စီခြင်းနဲ့ကိုယ်လည်းမှားနေရင်အမှန်ကိုထောက်ပြရတဲ့သူကအရန်ကျေစုတင်တတ်တဲ့သူမျိုးဆိုတော့တိတ်ပြောလင်းကလင်းပြောတာကိုကောင်းတဲ့အရာကိုကိုပြောတာကိုမှစိတ်ဆိုးတယ်ဆိုရင်လင်းကမပတ်သက်ရလို့လည်းဝမ်းနေတယ်ထဲမှာမပါဘူး ။မအချိန်တန်တော့လည်းပြန်ခေါ်ပြန်ပြီးတော့အော်ဟဲ့နင်ပြောတာအရင်မှန်ပါလားဆိုရဲလူတွေလည်းရှိခဲ့တာပေါ့နော်။ပြောလိုက်တာအမှန်တမ်းပြောရင်လေမဆက်ကဘက်ခနဲ့ဘက်ခနဲ့ပြောတတ်တဲ့လူတွေစိတ်ကလေကြောက်ဖို့မကောင်းဘူး။ပြုံး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 နဲ့နေပြီးတော့လေအတွင်းထဲမှာကောက်နေတော့တိတ်ကြောက်ဖို့ကောင်းလား။လင်းတို့ကြောက်တစ်ခုဆိုအာအာအာဆိုပြန်ပြောတတ်တယ်။အဲ့ဒါကကြောက်ဖို့မကောင်းဘူးနော်။အဲ့ဒါကတကယ်တမ်းကျအဲ့လိုလူတွေကများသောအားဖြင့်ကြည့်ကြည့်လိုက်။အဲ့လိုလူမျိုးတွေကလေတကယ်တမ်းပြန်ရင်ထဲမှာရှင်းတယ် အဲစစ်စရာလေးလှလိုက်တာဆိုအဲ့အပြုံးသားထောက်တယ်လေအဲ့လိုဟာတွေကအများကြီးအဲ့တော့ကိုကမကျင်တဲ့လို့ပြောလိုက်တာကိုစိတ်မဆိုးနဲ့အဲ့လိုလူမျိုးတွေကရင်ရှင်းတယ်အဲ့လိုလူမျိုးတွေဆိုမပတ်သက်တော့ဘူးလေမပတ်သက်တဲ့ခါကျတော့မမြင်ချင်အောင်မသိချင်အောင်ဥပိ္ပခါပြုလိုက်တဲ့ခါကျတော့အရင်ဆုံးကိုအေးချမ်းတယ်လေကိုကိုကိုပဲအေးချမ်းအောင်မနေတော့တယ်ဒါကြီးကတော့မကောင်းလို့တော့အမုန်းခံပြီးပြောကြည့်လိုက်တယ်အကိုကိုမုန်းသွားလဲဘာမှဖြစ်ဘူးလေကိုပြောပြတာမကောင်းတဲ့အရာလေဥထားမှာတော့ဟိုကျမတို့ဒီ ဆိုရှယ်မီဒီယာမှာသူများမကောင်းကြောင်းရေးနေတာသူများမကောင်းကြောင်းပြောနေတယ်လို့ကျမတို့ဘယ်တော့မှအောက်ကနေအရန်တော်တာပဲအရန်မှန်ပါတယ်ဘယ်တော့မှမဝင်းရံဘူးဒါအမှန်ပြောတာအဲ့တော့ဒါမျိုးဥပမာပေးတာပါတကယ်တမ်းကျရင်ကိုယ့်ရဲ့အသိမိတ်ဆွေပေါင်းထဲမှာလည်းမကောင်းတဲ့အရာတွေဆိုရင်ဒါလေးမကောင်းဘူးလို့ပြောလို့မကြိုက်ရင်လည်းရတယ်ဘာမှဖြစ်ကိုယ့်လာမခေါ်လဲဘာမှဖြစ်ပြုံပြုံလေးပဲကိုယ်အတိအကျတော့ကိုကိုထမင်းကိုရှာစားရတာပဲလေအဲ့တော့ကိုရဲ့ပတ်ဝန်းကျင်အတိုင်းဝမ်းမှာလူတွေကိုပဲအကောင်းဆုံးပဲအဲဟိုဟာဖြစ်အောင်တော့တင် जा ပေးတာပေါ့နော်ခလေးတွေကိုတော်တော်ရိုက်တဲ့အချိန်မှာအဲ့လိုကြိုက် အဲ့လိုစကွီလေးလုတ်ပေးပါဆိုလုတ်လိုက်တယ်ပေါ့နော်အဲ့တော့တရံလုတ်တရုတ်တူအောင်တော့လုတ်ရတာပေါ့နော်အဲအဓိကတော့ဒီကားလေးကတော့ဒါကိုအဲစူးဆိုရင်လည်း LGBT မိမရှာကြီးတယောက်ကသူပြကျင်တဲ့မြစ်တာတရားကိုပြတယ်ပေါ်လွင်စေတယ်လင်းဆိုရင်လည်းလင်းကိုတငယ်ချင်းကိုဘယ်လောက်ထိ support ပေးထားတယ်ဆိုတဲ့ဟာမျိုးလေးလည်းပြထားပါတယ်တကောင်းစနေတက်ပြန်ပြီးအကိုရဲ့မြင်မှုရှိပါတယ်လူတွေကအဆင်ပြေတဲ့အဆင်မပြေတဲ့အချိန်တာတင်မပြေဟုတ်ကဲ့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 လေအဆင်ပြေသွားရင်ဖျားပြီးရင်ညမ်းဖြတ်ကျင်ကြတာက တော်တော်များอ่ะလေအဲ့လိုမျိုးလေကိုကိုတိုင်မဖြစ်အောင်အမြဲတမ်းစူးစမ်းရတာပေါ့ကောင်းနေဒီကမှာစုခရိုက်တာကလည်းကောင်းကိုတော်နောက်နေစူးလို့နေနဲ့ငါနဲ့အသက်အတူတူပဲတော့လို့ကွာလာလို့လာပိုင်းမှာပေါ့ဒါပေမဲ့နေငါရဲလို့ငါငါရဲ့အတော်နေရလို့ရတာဆိုတော့နေတော်တော်လို့ငါအဲ့ဒါကိုချိန်တ်တယ်ဆိုတော့စူးကိုတွေ့နောက်နေရလေအဲဒီကားလေးနဲ့ပတ်သက်ပြီးပြည့်စက်ကိုပြောပြပါဦးဒီကားလေးကိုလာရောက်ပြီးတော့ဝင်ရံပေးစားပါအဲဒီကားလေးအမှန်နဲ့ပြောရရင်တော့လေမင်းသမီးဆက်ကလေးပေါ့နော်ထက်ထထုံးကလည်းဒီကားထဲမှာအရန်ကိုကောင်းမွန်အောင်သူ့ကိုလှုပ်ပေးထားတာဆိုတော့လင်းရတော့အရန် ဟိုပီတီဖြစ်ရပါတယ်အရင်လက်ချင်းနဲ့ပါတယ်ဟုတ်